ယနေ့မတ်လ10ရက်နောက်ဆုံးရသတင်းတွေကိုတင်ဆက်သွားပါမယ်။ပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရင်ရွေးကောက်ပွဲကိုကနက်ကောကြမလုပ်ရနဲ့ပူးပေါင်းကြရန်မင်းအောင်လိုင်ချိန်ချောက်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရင်ရွေးကောက်ပွဲကိုကနက်ကောကြမလုပ်ရနဲ့ပူးပေါင်းကြရန်ချိန်ချောက်မှုများလှုံ့ဆော်လာပြန်ပါမယ်။ဂျပန်နဲ့မတ်လ9ရက်နေ့ရုရှားမှနေပြည်တော်သို့အပြန်ခရီး လင်းမော်မှာရှစ်တက်လက်အောက်ခံမီဒီယာများကိုအင်တာဗျူးဖြေကြားခြင်းမှာမင်းအောင်လိုင်းကအထက်ပါတိုင်းချင်းချောက်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အကြမ်းမဲ့မင်းအောင်လိုင်းက၎င်းအနေနဲ့ပါတီဆောင်ဒီမိုကရေစီရွေးကောက်ပွဲကျင်းပမယ်လို့ပြောခဲ့ပြီးဖြစ်ကြောင်းပါတီဆောင်ဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုချင်ရင်ရွေးကောက်ပွဲကိုမဆန့်ကျင်ရန်မင်းအောင်လိုင်းကထုတ်ဖော်ပြောဆိုချင်းချောက်လိုက်ပြန်ပါတယ်။ပါတီဆောင်ဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ကျွန်တော်ပြောခဲ့တာရှိတယ်။ဒါကိုကျွန်တော်တို့ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကနကောစာလုပ်မနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်လို့မင်းအောင်လိုင်းကချင်းချောက်လိုက်တာပါမင်းအောင်လိုင်းကရွေးကောက်ပွဲကိုဆက်အနာသိမ်းမှုတတန်း၅နှစ်ပြည့်တဲ့2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာပြုလုပ်မယ်ဖြစ်ကြောင်းဘီလာရစ်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုခဲ့တာပါ ဆက်လက်ပြီးမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဒုကိုယ်စားလှယ်ကိုစုံစမ်းစစ်ဆေးဖို့ GFN တိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂတွင်ရမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီပီရှော့ဟာတရုတ်နဲ့ဆက်ဆံနေတဲ့မြန်မာစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအကျိုးစီးပွားပရိပခါတွေရှိနိုင်တာကြောင့်ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးဖို့ Justice for Myanmar GFM ကမက်လာကိုရနီကတိုက်တွန်းလိုက်ပါတယ် မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ဂျူလီပီရှော့ဟာ Energy Transition Minerals EDM အပါအဝင်စီးပွားရေးလုပ်ငန်းတွေမှာပတ်သက်ဆက်နွယ်နေပြီး EDM ကုမ္ပဏီအတွက်မဟာဗျူဟာအကြံပေးဖြစ်လေခန့်အပ်ခံထားရတယ်လို့ဆိုပါတယ်။အဲဒီအတွက်မြန်မာနိုင်ငံနဲ့ပတ်သက်မှုရှိနေတဲ့တရုတ်နိုင်ငံပိုင်းကုမ္ပဏီတွေနဲ့ဆက်ဆက်နေတဲ့ Greenland Data မှာရှိတဲ့ UNIAN နဲ့မြေရှားသတ္တုတူဖွဲ့ရေးစီမံကိန်းအတွက်အကြံပေးဖို့ဖြစ်တယ်လို့ GFM ကထုတ်ပြန်ထားပါတယ်။ Greenland နောက်တောင်ဒေသမှာရှိတဲ့ EDM ကုမ္ပဏီရဲ့ Kapenia Faith 32 for Years မှန်ကိန်းကိုတဘာဝပတ်ဝန်းကျင်နဲ့ကျမကြီးဆိုင်ရာစိုးရင်ဖွဲ့ရာကြောင့်ဒေသခံလူထုကစန့်ကျင်ထားပြီး2021ခုနှစ်မှာ Greenland ဆွေရက Union 2 for Rao ကိုပိတ်ပင်ပြတ်ထန်းလိုက်ပြီးတဲ့နောက်၎င်းစီမံကိန်းကိုရပ်ဆိုင်းခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီအတွက်တထုတူဖို့ရေကဏ္ဍမှာဂျူလီပီရှော်ရဲ့ပါဝင်ပတ်သက်မှုပြုတ်ကုမ္ပဏီတွေနဲ့ဆက်နွယ်နေမှုဟာကျွေးဝင်မိုင်းဆိုင်ရာစောင့်ထိန်လိုက်နာနိုင်မှုနဲ့ တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်မှုအပေါ်မှာစိုးရိမ်ပွဲဖြစ်နေတယ်လို့လည်း JFN ကထောက်ပြထားပါတယ်။ဒါကြောင့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်အနေနဲ့ဂျူလီပီရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေကအကျိုးစီးပွားပြည်ပခါတွေကိုစုံစမ်းစစ်ဆေးပေးဖို့ Justice for Myanmar ကတောင်းဆိုထားပါတယ်။ ဒါပြင် ETM ရဲ့အကျိုးထူရှိပွားရေးပူပေါင်းမိဖက်တွေဟာမြန်မာနိုင်ငံဆက်နွယ်မှုတွေရှိနေပြီးညီရှာသတ္ထုကိုတူဖို့သူတန့်စင်ချက်လုပ်သူနဲ့ရောင်းချသူကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Shanghai Resources Corporate ထုတ်ပြန်ချက်တွေမှာလည်းမြန်မာနိုင်ငံကညီရှာသတ္ထုတွေကိုရယူနိုင်ကြောင်းဖော်ပြထားတယ်လို့ဆိုပါတယ်။ဒါပြင်နောက်ထပ်အကျိုးထူပူပေါင်းလုပ်ကိုင်နေတဲ့ China Communications Construction Company CCCC ကုမ္ပဏီအနေနဲ့မြန်မာနိုင်ငံတွင်အသက်ဝင်ဆဲဖြစ်ပြီး ကျောင်းမြမစီပွားရေးစင်ချန်စီမံကိန်းတွေနဲ့ဆက်နွယ်နေတယ်လို့ဆိုပါရယ်။ပြည်ထောင်နိုင်ငံကမြမဆေးဥစုရဲ့အကြီးဆုံးစစ်လက်နက်ရောင်းချတဲ့နိုင်ငံတစ်ခုဖြစ်ပြီးမြမဆေးဥစုအတွက်တပ်ထုတူဖော်ရေးကဏ္ဍအပါအဝင်အရေးပါတဲ့အခွန်ဝင်ငွေရင်းမြစ်တွေကိုလည်းပေးနေတယ်လို့ဆိုထားပြီးမြမစစ်ကောင်စီထံစစ်လက်နက်နဲ့ဗဏ္ဍာငွေတွေပေးနေရကနေပြည်အစိုးရကလက်ရှိကျူးလွန်နေတဲ့ဆေးရဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ဓာဇဝတ်မှုတွေမှာအပြည့်အမြောက်လုပ်နေကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်ဂျူလီဘီရှော့ကို2024ခုနှစ်အေပီလမှာခန့်အပ်ခဲ့တာဖြစ်ပါတယ်။ယာရုခန့်အပ်ချက်အရမြန်မာနိုင်ငံအတွင်းအချက်တဲတွေကိုဖြည့်ရှင်းဆောင်ရွက်မှာဖြစ်ပြီးဂျူလီဘီရှော့အနေနဲ့ဒီမိုကရေစီဘက်သားတွေအရက်ဖက်အဖွဲ့အစည်းတွေထိခိုက်နေနိုင်ရတဲ့ရဲရွာလူထုတွေနဲ့ထိတွေ့ဆက်ဆံရမှာယုံကြည်မှုနဲ့တမာတမတ်ရှိဖို့အတွက် အလွန်အရေးပါတယ်လို့လည်း JFN ကထောက်ပြပြောဆိုထားပါတယ်။ ထမှန်ပြီးစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ရုရှားသမ္မတကိုရန်ကုန်မှာဆန္ဒပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ကိုကန့်ကွက်ဆန္ဒပြတဲ့လှုပ်ရှားမှုကိုလူငယ်တပိတ်အဖွဲ့တွေကရန်ကုန်မြို့မှာမက်ရှလာကိုယနေ့ကလုပ်ခဲ့ပါတယ်။အာနာရှင်စနစ်ကိုတော်လှန်ကြဖို့အပါအဝင်စစ်ကောင်းဆောင်နဲ့ရုရှားသမ္မတပူတင်တို့ရဲ့တပ်ပုံတွေနဲ့ဖောင်ရန်ထောက်ချောင်းစတီကာတွေကိုရန်ကုန်မြို့ကလူစီကားရနေရာတွေမှာလိုက်လံကက်ခဲ့တာဖြစ်ပါတယ်။ ဒါပြင်ယူကရိန်းနိုင်ငံသားတွေနဲ့အတူမြန်မာပြည်သူတွေလည်းထပ်တူရှိတဲ့အကြောင်းစတိတ်ကာတွေကိုလည်းကတ်ခဲ့ကြပါသေးတယ်။အာနာရှင်ခေါင်းဆောင်တွေပေါင်းစည်းလာတာဟာပြည်သူတွေအတွက်စိုးရိမ်စရာဖြစ်ကြောင်းသိစေချင်တာလို့ဆန္ဒပြလှုပ်ရှားမှုမှာပါဝင်တဲ့လုံခြုံရေးအရာအမည်မဖော်လို့သူတို့ကပြောပါရယ်။စစ်ကောင်းဆောင်ကရုရှားကိုတွားပြီးဆက်ဆင်ရေးအင်အားတိုးအောင်လှုပ်ဆောင်နေပါရယ်။ရုရှားအစိုးရကလည်းယူကရိန်းပြည်သူတွေရဲ့လွတ်လပ်ခွင့်နဲ့အချုပ်အခြာအာဏာကိုထိပါစော်ကားကကျူးကျော်တိုက်ခိုက်နေပါရယ်။ ကျမတို့ပြည်သူတွေလည်းစစ်တပ်ရဲ့လူမဆန်စွာအနိုင်ကျင့်ယုံမှမှုတွေကိုခံစားနေရသူများဖြစ်တဲ့အတွက်ကိုကျင်းစာကယူကရိန်းပြည်သူများအတွက်ယက်တီပေးခဲ့ခြင်းဖြစ်ပါတယ်။အာနာရှင်ခေါင်းဆောင်တွေပေါင်းစည်းလာတာဟာပြည်သူတွေအတွက်ရတဲ့မအေးမှုကိုဖြစ်စေပါတယ်။ဒီလောက်ရှားမှုကနေကျမတို့ဟာသွေးမအေးစွာအာနာရှင်ကို တော်လန်နေကြတယ်လို့ကျမတို့နဲ့အလားတူတော်လန်နေကြတဲ့ပြည်သူတွေအတွက်ယက်တီပေးခဲ့ခြင်းကိုသိစေခြင်းနဲ့အတွက်ဖြစ်ပါတယ်လို့ပြောပါရစေ။ စစ်ကောင်စီကောင်ဆောင်မင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုမတ်လ3ရက်နေ့ကနေမတ်လ9ရက်နေ့ထိတွားရောက်ခဲ့ပြီးစွိုင်းအင်းနဲ့နီးပညာကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီချက်10ခုကိုလက်မှတ်ထိုးခဲ့တယ်လို့ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံချိန်မှာယူကရိန်းနဲ့စစ်ပွဲမှာရုရှားဘက်ကအနိုင်ရမယ်လို့ယုံကြည်ကြောင်းပြောခဲ့ပါတယ်။ဒီဆန္ဒပြလှုပ်ရှားမှုကိုရန်ကုန်တော်လှန်ရေးနောင်လေးဖွဲ့ရန်ကုန် 4x14B ဖြစ်တဲ့ လင်းယောင်နီ youth organization LYNYO မယန်းကုန်း Democratic Front MDF ကြီးမြနိုင် networks KMD 18နဲ့ all community တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြောက်လိုင်းရုရှားမှာရှိနေစဉ်ရုရှားကုန်နင်းလေရင်တစဉ်နေပြည်တော်ကိုလာရောက်ပြီးစစ်ဘက်ဆိုင်ရာပစ္စည်းတွေလာရောက်ပို့ဆောင်နေဆိုတဲ့သတင်းဖြစ်ပါတယ်။အကြမ်းဖက်မြောက်လိုင်းရုရှားမှာရှိနေစဉ်ရုရှားကုန်နင်းလေရင်တစဉ်က နေပြည်တော်တို့လာရောက်ပြီးစစ်ဘက်ဆိုင်ရာပစ္စည်းတွေလာရောက်ပို့ဆောင်သွားခဲ့ကြောင်းနေပြည်တော်အေလာတက်သတင်းရင်းမြစ်က ပြောဆိုထားပါတယ်။မတ်လ10ရက်နေ့ညပိုင်းနေပြည်တော်အေလာလေတပ်ကိုရုရှားကုန်နင်းလေယာဉ် IL-76 RA-76A42 ရွရွရွညော76 DD ရောက်ရှိလာခဲ့ကြောင်းရုရှားနိုင်ငံစိန့်ပီတာဘတ်မှာနေပြည်တော်ကိုပြန်တမ်းရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဝမ်တွင်းမှာစစ်မှုထမ်းဖို့မိန်ကလေးတွေပါစစ်ကောင်စီဖမ်းဆီးနေတပတ်အတွင်းလူငယ်40ကျော်ဖမ်းဆီးခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာခရိုင်ဝမ်တွင်းမြို့နယ်မှာတပတ်အတွင်းလူငယ်40ကျော်စစ်မှုထမ်းဖို့ဖမ်းဆီးခံရပြီးဖမ်းဆီးခံရသူတွေမှာအမျိုးသမီးငယ်တွေပါဝင်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ3ရက်ကနေမနေ့ကမတ်လ9ရက်အထိတပတ်အတွင်းဝမ်တွင်းမြို့နယ်က တမကန်ကြောက်အိုးစမုံနဘဲကန်ဖျားစုရွာရှိတပုတ်ကုန်းတဲစုမြောက်စကြန်းကုန်းအုပ်အဆရှိတဲ့ခြေရွာတွေကလူငယ်40ကျော်စစ်မှုထမ်းမှုဆိုပြီးစစ်ကောင်စီတပ်နဲ့ခြေရွာအုပ်ချုပ်ရေးမှုတွေကလမ်းမပေါ်တွေအပြင် နေအိမ်တွေထဲထိပါဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ Vice of Wandering အဖွဲ့ကပြောပါတယ်နဘေးကင်ရွာက15ဦးကလပိတ်ကြီးဆိုင်တဲ့ဝင်ပြီးပေါ်တာဆွဲခင်ရတာလို့ Vice of One ရဲ့အဖွဲ့တာဝန်ရှိသူကပြောပါတယ် မကြီးအောင်ရွာကလူတွေရွာဘေးကကျင်းနာမြောင်းပေါင်နဲ့ရေရှင်းချိုးနေကြတာကလမ်းမော်သွာလာနေတာကရှေးဦးအဖမ်းခံထားရတယ်လို့လည်းဒေသခံတဦးကပြောပါတယ်။မတ်လ၄ရက်ညနေပိုင်းကဒိုင်ကောင်းကုန်းအနောက်ဖက်ရွာအလူအလဲ့ကြည့်ပြီးပြန်လာတဲ့စမုံကြီးရွာကမိန်းကလေးနှစ်ဦးကိုလည်းစစ်တပ်ကဖမ်းဆီးသွားတယ်လို့ Voice of Wandering ကဆိုပါတယ်။အခုစင်ရင်ဟာ Voice of Wandering ကရရှိထားတဲ့အချက်လက်သားဖြစ်ပြီးမြေပြင်မှာယခုထက်ပိုများနိုင်တယ်လို့အဲ့ဒီအဖွဲ့ကပြောပါတယ်။ ဝမ်းထဲမှာပေါ်တာဆွဲတဲ့ခါနဲ့စစ်မှုမထမ်းခြင်းပဲရှောင်းတိန်ပြီးစကားစကိုတော်လန်ခြင်းတဲ့လူငယ်တွေကိုမြို့နယ်အဖွဲ့အစည်းကနေကြိုးစုံနေပါတယ်ဆက်သွယ်မယ်ဆိုရင် page ကိုလာရောက်ဆက်သွယ်နိုင်ပြီးယူဆောင်ရန်လိုအပ်တာတွေကို page ကနေတဆင့်စုံစမ်းနိုင်ပါတယ်လို့လည်း Voice of Wonder အဖွဲ့ကပြောပါတယ်အာနာသိန်းရှိကောင်စီတပ်ဟာရန်ကုန်မန္တလေးအပါအဝင်သူတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုထမ်းမှုလူငယ်အများအပြားကိုဖမ်းဆီးနေပြီးတနေ့အတွင်းလူငယ်ထောင်ချီဖမ်းဆီးခဲ့ရမှာ အခုဆိုရင်စစ်မှုထမ်းအပတ်စဉ်တစ်စိတ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။အထမဖန်စီခံရပြီးစစ်မှုထမ်းခံရသူတွေလည်းစစ်တပ်ကနေထွက်ပြေးပြီးတော့တော်လိုင်းအဖွဲ့တွေထမ်းတွားရောက်ခလုံးသူများပြားလာနေပါတယ်။